ခုတင်ဆက်ပေးမယ့်သတင်းကတော့နှွေးနှမ်းများစတရေသိမ့်လျက်ရှိရာယခုနေ့မှာတော့အထွတ်နှုံးကောင်းပြီးတော့ဈေးကောင်းရနေတဲ့သတင်းပဲဖြစ်ပါတယ်။ယခုနေ့နှမ်းဆက်ပြိုချိန်မှန်တဲ့တောင်သူတွေဟာပုံမှန်တအေကကို၁၀သိန်းကျော်ထွက်ရှိရာယခုနေ့မှာပုံမှန်ထွက်ရှိကြတယ်လို့နှမ်းဆက်တောင်သူများထံကနေသိရပါဗျ။မန္တလေးနှမ်းဆိတ်ကွက်မှာနှမ်းနှမ်းမှာ ပုတ်ကောင်အတွက်ဝဲလိုအားကောင်းကဈေးရင်မြင့်တက်နေတယ်လို့အသစ်ထွက်လာမယ်နူနဲနေကလည်းဈေးကောင်းရရှိနေကြောင်းလက်ရှိမှာတော့ဈေးနှင်းငယ်ကျဆင်းသွားရကနေပုံမှန်ဈေးတန်းကို ပြန်လည်ရောက်ရှိကာအယောင်းဝယ်ကောင်းနေတယ်လို့သိရပါတယ်။ဇွန်လ20ရက်နေ့မန္တလေးကုန်စည်တိုင်းပေါက်စည်းများမှာတော့နှမ်းနဲ့စမုံ55ပိတ်တာ18ကိုတော့ငွေကျပ်9,500တောင်းကနေ7,000တောင်းနှမ်းပြူဂျပန်55ပိတ်တာ18ကိုတော့ငွေကျပ်3,900တောင်းကနေ4,000နှမ်းပြူဘက်မှာ55ပိတ်တာ18ကိုတော့ ငွေကျပ်3,200ကနေ3,500နှမ်းညို45ပေတာတစ်တိတ်ကိုတော့ငွေကျပ်3,200ကနေ3,500အထိအတိအပြောက်စီရှိနေရလို့သိရပါတယ်ဒီသတင်းတော့မြတ်တူတူကပေးပို့လာပါ thank you